တရားထုတ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်လို့အားထုတ်ရတာကိုယ်ခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်တိုင်းသိမှလောဘဒေါသငြိမ်းပါကိုခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်တိုင်းမသိတော့ဒီခန္ဓာကိုယ်ရဲ့ပုံမှာဆွဲလန်းကြတယ်မမောကြတယ်အဲ့ဒီဆွဲလန်းမှုမမောမှုတွေကြောင့်ပဲဆင်းရဲဒုက္ခတွေဖြစ်ကြတာဆင်းရဲဒုက္ခတွေခြုံငင်းသွားဖို့အတွက်ဒီခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုလို့ဆိုတဲ့သမှုရိယသစ္စာတဏှာလောဘကိုပယ်ရှားပြစ်ဖို့လိုတယ် ရွှေလက်မဲ့မုံမှုဆိုတဲ့သမှုရသစ္စာတဏှာလောဘကိုပယ်ရှားဖို့အတွက်ဒီခန္ဓာကြီးရဲ့အကြောင်းတွေကိုအမှန်တိုင်းသိဖို့လိုတယ်။ဒီတော့ဒီခန္ဓာကြီးကဘလို့သဘောရှိတော့ဒီခန္ဓာကြီးကမတည်မြဲတဲ့သဘောရှိတယ်။အနိစ္စသဘောရှိတယ်။စဉ်းစားကြည့်နော်။ငွေပွားလာတဲ့အခုချိန်ထိအောင်အဆင့်ဆင့်ပြောင်းလဲလာခဲ့တာ။ကလေးလေးဘွားကနေတနှစ်ပြည့်တနှစ်ပြည့်စုံလာလိုက်တာ။အရွယ်မျိုးမျိုးကိုဖြတ်တန်းလာတဲ့အရွယ်မျိုးမျိုးကိုဖြတ်တန်းလာရင်လည်းဒီရွယ်ထိရောက်လာခဲ့တယ်။ အဲ့ဒီလိုနဲ့ပဲဘဝတစ်ခုပြီးဆုံးသွားအောင်ပါပဲဒီမတီမြဲတဲ့အနေဆာသဘာဝကိုအသေးစိတ်သိမြင်ဖို့လိုတယ်အခြေအနေတိုင်းပြီးဆုံးလိုက်နေတယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဖြစ်လာတဲ့သဘောတွေဟာပြီးဆုံးသွားနေတယ်ဖြစ်လာတဲ့သဘောမှန်တယ်များဘယ်ဖြစ်ချင်းတရားမှတည်မြဲနေတယ်ဆိုတာမရှိဘူးရံကင်းရှိသမှုရိယဓမ္မတပ္ပန္တံနိရောဓဓမ္မတည် ဘာတွေပဲဖြစ်လာဖြစ်လာဖြစ်လာတဲ့သဘောမှလည်းမြတ်အကုန်လုံးဖြုတ်ကြောက်ချုပ်ပြောက်သွားကြမှာစဉ်းစားကြည့်နော်ဆိုကြပါစို့ဘဝမှာမြင်ရတယ်ဆိုတာတွေဖြစ်နေတယ်အဲ့ဒီမြင်တယ်ဆိုတာတွေကလည်းပဲမြင်ပြီးပြီးသွားတာပဲနောက်ထပ်အစ်စ်ထပ်ပြီးမြင်တာတွေဖြစ်တယ်အဲ့ဒီအစ်စ်ထပ်ပြီးတော့မြင်ရတာတွေလည်းတည်မြဲနေတာမဟုတ်သူလည်းပြီးသွားတာမြင်မှုတွေကထပ်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 ဖြစ်တယ်ဖြစ်တိုင်းဖြစ်တိုင်းလည်းပြီးဆုံးပြီးဆုံးသွားတာ အဲ့လိုပဲကြားရတာတွေလည်းကြားပြီးပြီးသွားတယ်။နောက်ထပ်ထပ်ပြီးတော့ကြားတယ်။အဲ့ဒီအစ်စ်ထပ်ထပ်ကြားရတဲ့သဘောကလည်းဒီမျက်နေဝင်မရှိဘူး။သူ့လည်းပဲချုပ်ပြောင်းသွားတာပဲ။ဒီလိုနဲ့ထပ်ထပ်ကြားတယ်။ကြားတိုင်းကြားတိုင်းပြီးစုပြီးဆုံးချုပ်ပြောင်းသွားတာကြီးပဲ။မပြီးဆုံးတဲ့ကြားခြင်းဆိုတာမရှိပါဘူး။အခုဦးချင်းရဲ့နှုတ်ကထွက်နေတဲ့အတန်တွေကိုကြားနေရတယ်။အတန်တွေကလည်းဖြစ်လာပြီးပျောက်သွားတယ်။ နောက်ထပ်အတန်ဖြစ်လာတဲ့အကြောင်းတွေကရှိနေတော့အတန်တွေကထက်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 ဖြစ်တယ်ဖြစ်တိုင်းဖြစ်တိုင်းတော့အဲ့ဒီအတန်တွေကလည်းချုပ်ပြောက်သွားတာပဲအတန်တွေချုပ်ပြောက်သွားတဲ့အဲ့ဒီအတန်ကိုကြားတယ်ဆိုတဲ့သောတဝိညာဉ်ကြာတိစိတ်လေးတွေကလည်းချုပ်ပြောက်သွားတာပဲအတန်နဲ့ကြားတဲ့သဘောလေးတွေချုပ်ပြောက်ချုပ်ပြောက်သွားမှုဟာသတိထားကြည့်မယ်ဆိုရင်အလွန်ထင်ရှားတယ်အဲ့လိုပဲဦးဇင်းတို့နတ်နေရတယ်အရာဓာတ်တွေစမ်းသပ်ရတယ်တွေ့ထိမှုတွေဖြစ်တယ်တွေ့ကြံတွေဖြစ်တယ် ကိုဦးဇင်းပြောလိုက်တာ6မျိုးမြင်ခြင်းကြားခြင်းနှံ့ရှူခြင်းစမ်းတော့ခြင်းတွေးထီခြင်းတွေးကြံခြင်းဒီ6မျိုးဖြစ်နေတယ်ဘာတွေပဲဖြစ်ဖြစ်တည်မဲနေတယ်ဆိုတာမရှိဘူးအဲ့ဒီ6မျိုးဖြစ်နေတာကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာချမ်းသာခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနည်းခြင်းဒီလိုသဘာဝတရားတွေဖြစ်နေတယ်ဒီခံစားချက်ဝေဒနာတွေဟာလည်းပဲတည်မဲနေတာမဟုတ်သူတို့လည်းပဲဖြစ်ပေါ်လာပြီးတော့ချုပ်ပျောက်သွားကြတာပဲ အဲ့လိုတည်မြဲမှုမရှိတာဒီခန္ဓာရဲ့သဘောအမှန်ပဲအဲ့ဒီသဘောအမှန်ကိုအမှန်တိုင်းသိအောင်လို့ဒီခန္ဓာကိုယ်မှာဘလို့သဘောတွေပဲဖြစ်လာဖြစ်လာ ဖြစ်တိုင်းဖြစ်တိုင်းသတိဝရိယနဲ့တည်တည်နေအောင်ကြိုးစားနေရဒါဟုတ်ပဲတရားအထုတ်တယ်လို့ခေါ်တာပါပဲဒါကြောင့်ဘာတွေပဲဖြစ်ဖြစ်ဖြစ်တိုင်းသိအောင်ကြိုးစားနေရဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဘယ်သဘာဝတရားတွေကိုပဲဖြစ်ဖြစ်သူ့အရှိသဘောတိုင်းတည်တည်နေအောင်ကြိုးစားရမယ် ်စွာဘုရားကဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်လို့ရှုတော်မျိုးစုံကနေရှုကြည့်နေဖို့သင်ကြားပေးထားတာဥမာအာနာပါနဆိုရပါစို့ဒီဝင်သက်ထွက်သက်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းသတိထားခိုင်းတယ်ဒီဝင်လေထွက်လေရဲ့ဝင်မှုထွက်မှုကဒီခန္ဓာကြီးရဲ့အလွန်ရေးပါတဲ့အစီပိုင်းတစ်ခုဒါကိုသတိထားပြီးတော့ထရဇက်သိနေအောင်ကြိုးစားရတယ်ဝိဝုရှင်ဘုရားကြီးသင်ပြပေးတဲ့အတိုင်းပြောရရင်တော့ ဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းနာသီးပြားတနေရာရေကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်ထွက်သွားတယ်အဲ့ဒီထိတဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့ဒလဇက်ဖြစ်ပေါ်နေတဲ့ထိမှုသဘောလေးကိုဒလဇက်ဖဲတိတိနေအောင်ကြိုးစားရတယ်ရိုးရိုးလေးပဲဝင်လေဝင်တိုင်းထိတဲ့ထိတိုင်းတိအောင်ကြိုးစားရတယ်ထွက်လေထွက်တိုင်းထိတဲ့ထိတိုင်းတိအောင်ကြိုးစားရတယ်ဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းထိမှုသဘောလေးတွေဖြစ်တယ် ဲ့ဒီထိမှုသဘောလေးတွေဟာဒီခန္ဓာကြီးရဲ့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကထင်ရှားဖြစ်နေတဲ့သဘာဝတရားတစ်ခုပဲအဲ့ဒီထိမှုသဘောကိုတည်တည်နေခြင်းအဖြစ်လည်းပဲဒီခန္ဓာရဲ့မတည်မြဲတဲ့အနိစ္စသဘောကိုနားလည်သွားနိုင်တာဒါကြောင့်ဝင်နေဝင်တိုင်းထိထိတိုင်းသိအောင်ကြိုးစားကြရတာထွက်လေထွက်တိုင်းထိထိတိုင်းသိအောင်ကြိုးစားကြရတာဒီအလုပ်ဟာထိုင်နေတဲ့ထိုင်နေတုန်းသာလုပ်လို့ရတာမဟုတ်လျောင်းဆက်နေတဲ့အချိန်မှလည်းလုပ်လို့အဆင်ပြေတာပဲ ဝင်လေထွက်လေကိုတိဖို့ကြိုးစားတဲ့အခါမှာဟောဦးဇင်းတို့ဝင်လေလေးဝင်သွားဖို့အားမဆက်ရအောင်ထွက်လေလေးထွက်သွားဖို့အားမဆက်နဲ့နော်ဝင်လေထွက်လေရဲ့ထိမှုကလာတိဖို့အားဆက်ရအောင်ဝင်လေဝင်သွားဖို့အားမဆက်နဲ့ထွက်လေထွက်သွားဖို့အားမဆက်နဲ့ဝင်လေထွက်လေရဲ့ထိမှုကလာတိဖို့အားဆက်ရအောင်ဝင်လေထွက်လေဆိုတာဒီခန္ဓာကြီးရဲ့အလိုလျောက်ဖြစ်နေတဲ့သဘာဝတရားကြီးတစ်ခုပဲမဝင်အောင်မထွက်အောင်အောင့်ထားလို့မှမရပဲဘူးစဉ်းစားကြည့်နော် ဝင်ဖို့ထွက်ဖို့ဘာမှကြိုးစားစရာမလိုအိတ်နေတဲ့အချိန်မှာဝင်နေထွက်နေတာကိုစဉ်းစားကြည့်ပေါ့။ဘာကြိုးစားရလဲ။သူ့ဘာသာသူဝင်ထွက်နေတာ။ဒါကိုကိုကသိအောင်ကြိုးစားရတာ။ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိနေအောင်ကြိုးစားရတယ်။ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိနေအောင်ကြိုးစားရတယ်။အဲ့ဒါလို့ကြိုးစားနေလို့ရှိရင်ဒီထိမှုသဘောလေးတွေဟာတတိပီတတိစဉ်စစ်မပြတ်ဖြစ်ပေါ်သွားတယ်ဆိုတာကိုသိနိုင်တယ်။ ထိမှုသဘောအစ်တစ်ခုဖြစ်လာတိုင်းဖြစ်လာတိုင်းသူ့အရင်ဖြစ်ခဲ့တဲ့ထိမှုသဘောတွေတစ်ခုပြီးတစ်ခုချုပ်ပြောက်လိုက်နေတယ်ဆိုတာကိုလည်းသိနိုင်တယ်။ဒါဒီခဏကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်စ조사အထုတ်တဲ့နီလန်းနေတဲ့ကနီလန်းတစ်ခုပဲ။ဒီနည်းနဲ့조사ရင်လည်းပဲဒီခဏရဲ့အနိစ္စဒုက္ခအနတ္တသဘောတရားအမှန်တွေကိုအမှန်တိုင်းသိနိုင်တာ။ဒီခဏကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်နီးမျိုးစုံနဲ့조사ရတာပဲ။ဟောဒီခန္ဓာကိုယ်ကြီးဟာ သွားရထိုင်လျောင်းဆိုတဲ့ဣရိယာပုကြီးလေးမျိုးမှာတမျိုးမျိုးနဲ့နင်းနေတယ်။ဒါကိုလည်းအမှန်တမ်းသိအောင်စူးစမ်းရမှာ။ဒီလိုသိအောင်စူးစမ်းတဲ့နည်းကိုဦးဇင်းတို့သတိပဋ္ဌာန်ပါဠိတော်မှာဣရိယာပထပပါဆိုပြီးတော့အထင်ရှားမြတ်စွာဘုရားဟောထားတာ။သွားနေရင်လည်းသွားနေတယ်လို့သိရမယ်။သွားနေတဲ့အချိန်မှာခန္ဓာကိုယ်ကြီးရဲ့သွားနေတဲ့အနေအထားပေါ်မှာသတိထားပြီးတော့အမှန်တမ်းသိနေရ။ခြေဘဝနေခေါင်းထိတကိုယ်လုံး သွားနေတဲ့အချိန်မှာဘလို့ဖြစ်နေတယ်လဲဘယ်လိုလှုပ်ရှားနေတယ်လဲဒါကိုသတိထားပြီးတော့သိနေရသွားနေတဲ့အချိန်မှာခြေထောက်တွေဘလို့လှုပ်ရှားနေတယ်လဲခြေထောက်တွေကြွတက်လာပုံနေရှေ့လှမ်းလိုက်ပုံနေဖိပြီးနင်းချလိုက်ပုံနေဟောဒီလိုနဲ့တလန်းပြီးတလန်းလှမ်းသွားနေတယ်ဒါကိုဖြစ်နေတဲ့အတိုင်းအသေးစိတ်တိ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 နေရလက်တွေအာယူပြီးတော့လွှဲနေပုံနေလှုပ်ရမ်းနေတာတွေ ခြေလန်းတိုင်းခြေလန်းတိုင်းခန္ဓာကိုယ်ကြီးရဲ့လှုပ်ရှားနေတာတွေသွားနေတဲ့အချိန်မှာတကူလုံးရဲ့ဖြစ်ပေါ်နေတဲ့အနေထားမျိုးစုံကိုအသေးစိတ်သိနေအောင်ကြိုးစားရ။မြန်မြန်ကြီးမသွားနဲ့နော်အရန်နေနေကြီးလည်းမသွားနဲ့ပုံမှန်ထက်နည်းနည်းလေးနှိပ်ပြီးသွားရင်လည်းကြိုးစားကြည့်နော်ဝိရိယထက်ထက်တန်တန်နဲ့တစ်ဆက်သိနေအောင်ကြိုးစားကြည့်အဲ့လိုကြိုးစားမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးရဲ့ရုပ်သဘာဝတွေကိုအမှန်တိုင်းသိမြင်လာမယ်။လေးတဲ့သဘောတွေပေါ်တဲ့သဘောတွေလှုပ်ရှားယုံကန်နေတဲ့သဘောတွေ ထိမှုသဘောတွေဟောဒီသဘောတရားတွေကို သိလာမယ်ဒီသဘောတရားလေးတွေဟာလက်နဲ့ကြင်ပြလို့ရတာမဟုတ်နော်မျက်စိနဲ့ကြည့်လို့လည်းမမြင်ရဘူးစိတ်နဲ့သာသိနိုင်တဲ့ပရမတ္ထသဘာဝတရားတွေပဲအဲ့ဒါလို့လေးမှုပေါ်မှုလှုပ်ရှားမှုထိတွေ့မှုအစတာတွေကိုသိသိနေရင်းနဲ့အဲ့ဒါတွေရမတည်မြဲမှုအိဋ္ဌသဘောတွေကိုသိမြင်လာနိုင်တယ်အဲ့ဒါလို့အိဋ္ဌသဘောတွေကိုသိလာရင်ဒုက္ခသဘောအနတ္တသဘောဒါတွေလည်းသိလာမှာဒါသွားနေရင်တရားရှုမှတ်နေတာပဲ ်ဒီခန္ဓာကိုယ်ကြီးကအမြဲတမ်းသွားပြီးတော့နေနိုင်တာတော့လည်းမဟုတ်ဘူးထိုင်ခြင်းလာတဲ့အခါထိုင်ရပြန်တာပဲဟောကုံပေါ်မှာပဲဖြစ်ဖြစ်ကင်းပေါ်မှာပဲဖြစ်ဖြစ်နော်ဒီနေရာမှာထိုင်ရအဲ့လိုထိုင်နေရင်လည်းထိုင်နေတဲ့အနေအထားပေါ်မှာသိထားပြီးတော့သိနေအောင်ကြိုးစားရခြေချထိုင်မယ်ဆိုလို့ရှိရင်ခြေတောင်းနဲ့မြေကြီးနဲ့ထိနေတဲ့ဟောဒါကိုသိနေတယ်တင်မနဲ့အခင်းနဲ့ထိနေတဲ့လက်ကပေါ်ပေါ်တင်ထိုင်ရင်လည်းလက်နဲ့ပေါ်နဲ့ထိနေတဲ့အဲ့ဒါတွေကိုသိနေရတယ် ထိုင်းနေတော့မှဒီကိုလုံးဘလို့ဖြစ်နေလဲဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားရမယ်အဲ့လိုပဲဦးဇင်းတို့ရက်နေတဲ့ချိန်မှာလည်းပဲရက်နေတဲ့အနေထားပေါ်မှာသတိထားပြီးတော့နေရမှာသတိထားပြီးတော့သိနေရမှာရက်နေတဲ့ချိန်မှာတော့ဒီကိုလုံးရဲ့အလေးချိန်ကဟိုဦးဇင်းတို့ခြေပွားလေးနှစ်ခုပေါ်ကိုရောက်နေတော့ခြေပွားနှစ်ဖက်မှာလေးတဲ့သဘောတွေထင်ရှားမှာပေါ့ဒီကိုလုံးအောက်ကိုဖိချနေတယ်လို့ဖြစ်နေတော့လေးလံတဲ့သဘောတွေခြေပွားမှာဖြစ်လာမှာဘူးလာတာတွေဖြစ်လာမယ် ဒါတွေကိုလည်းသိနေရတယ်ဟုတ်လေဖျားလေးတွေမှာသွေးတိုးလို့တင်းနေတာတွေကြက်နေတာတွေလေးနေတာတွေဒါတွေကိုလည်းသိလာနိုင်တယ်ရက်ပြီးတော့တတလေးနေပြီးတော့ဒီခန္ဓာမှာဘလို့သဘောတွေထင်ရှားနေတုံးဖြစ်နေတုံးတတိလေးထားပြီးတော့နေကြည့်ပေါ့ရက်နေတဲ့အချိန်မှာရက်နေတယ်လို့အမှန်တိုင်းသိနေရမယ်ဆိုတာလေးကိုပို့ပြီးတော့အသေးပဲပေါက်တော့စူးစမ်းအထောက်ကြည့်ပေါ့ရက်နေုံနဲ့မလဲဒီခန္ဓာကိုရက်ပြီးတော့လည်းအမြဲတမ်းနေနိုင်တာမဟုတ် ော်ခန္ဓာကိုယ်ကြီးပြင်မလာတဲ့အခါညောင်းညာလာတဲ့အခါเนาะလေအောင်ဆက်ရတယ်ဆိုတာကိုလုပ်ကြရပြန်တာပဲအဲ့ဒါလိုလဲလဲအောင်နေတဲ့အချိန်မှာလည်းပဲဒီခန္ဓာကြီးရဲ့လဲလဲအောင်နေတဲ့အနေအထားပေါ်မှာသတိထားပြီးတော့သိနေရမှာပဲလဲလဲအောင်နေဆိုတာအတ္တသာဆုံးအနေအထားနဲ့နေနေတဲ့အချိန်လေးပဲအဲ့ဒီအချိန်မှာလည်းပဲဒီခန္ဓာကိုယ်ရဲ့ဖြစ်နေတဲ့အနေအထားတွေကိုအမှန်တိုင်းသိနေရမှာနော်ဒီခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘာဝတရားတွေကိုအမှန်တိုင်းသိနေရခြေတော်ကနေခေါင်းထိနေရာတော်တော်များများကျန်းကင်းနဲ့ထိနေတယ် ပက်လက်အနေထားနဲ့ကိုအိတ်နေသလားတစောင်းအနေထားနဲ့အိတ်နေသလားခက်ကွေးကွေးလေးအနေထားနဲ့အိတ်နေသလားဘယ်လိုအနေထားနဲ့ပဲအိတ်နေအိတ်နေအဲ့ဒါကိုသိနေအောင်ကြိုးစားရအဲ့ဒီတော့ဦးဇင်းတို့အနှစ်ချုပ်ပြီးပြောရလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုအနေထားမျိုးနဲ့ပဲနေနေအဲ့ဒါကိုဖြစ်နေတဲ့တိုင်းသိနေအောင်ကြိုးစားရယထာယထာဝပနတ္တကာယောပနိဟိတောဟောတိတထာနံပဇာနာတိတဲ့ ဒီခန္ဓာကိုယ်ကြီးဘလို့ပုံစံနဲ့ဖြစ်နေဖြစ်နေဖြစ်နေတဲ့အတိုင်းတည်နေတိုင်းတည်နေရမယ်လို့ဆိုလိုတာအဲ့ဒီတော့ဒီခန္ဓာကိုယ်ကြီးဘလို့ပုံစံမျိုးနဲ့ပဲဖြစ်နေဖြစ်နေဖြစ်နေတဲ့အတိုင်းတည်နေအောင်ကြိုးစားကြရမှာပဲဒါအလွန်သတိထားစရာကောင်းတဲ့ကမ္မထာနီးပဲဘာလို့သတိထားစရာကောင်းတဲ့ကမ္မထာနီးလို့ပြောရတာတော့လူအများစုကတရားအထုတ်တဲ့အလုပ်ကိုလုပ်တဲ့အခါမှာထိုင်ပြီးလုပ်နေတဲ့အချိန်လေးမှာပဲဝါယမစိုက်ကြနော်ဂယုတစိုက်ကြိုးစားကြတာ ထာယာကနေထသွားပြီထလာပြီဆိုတာနဲ့သိပြီကယူမဆိုင်တော့ဘူးတတိတွေကမထားကြတော့ဘူးအတိတွေကမကတ်ကြတော့ဘူးတတိလက်လွတ်ဖြစ်ကုန်ညာပြောတာကကြည်လေတရားထိုင်လို့အချင်းစီပြီဆိုတော့ဘာပြောတော့တရားဖြုတ်ကြစို့တရားဖြုတ်လိုက်တာနဲ့ဘာတွေဖြစ်လာ မတရားတွေဝင်လာတာပေါ့တတိလက်လွတ်ဖြစ်သွားတာနဲ့အတွေ့တွေဝင်လာမယ်မဖြစ်ခဲ့တာတွေကိုတွေးမယ်မဖြစ်သေးတာတွေကိုတွေးမယ်မဖြစ်ချင်တာတွေတွေးမယ်မဖြစ်ချင်နေတာတွေတွေးမယ် အဲ့လိုအတွေးတွေဝင်လာတဲ့နဲ့အဲ့ဒါကိလေသာကပါလာ යි အဲ့တော့တရားတွေကခဏခဏဖြုတ်နေတော့ဖြုတ်ထားတဲ့အချိန်တွေကလည်းများနေတော့အသိဉာဏ်ကဘယ်မြန်မြန်ဆန်ဆန်ဖြစ်တော့မလို့တရားတလဲမတရားတလဲသွားနေတော့မတရားတလဲတွေကလည်းများနေတော့တရားကအမကောင်းတော့ဘူးပေါ့ဒါကြောင့်တရားမဖြုတ်ဖို့လိုတယ်နော်တရားကိုဖြုတ်တယ်ဆိုမှတော့ဘယ်ကောင်းမလို့ဒါကြောင့်တရားဖြုတ်ပြီးနေတဲ့အချိန်တွေမများစီပဲနဲ့တတ်နိုင်ရင်တရားမဖြုတ်ဘဲနဲ့ အခြေအနေဘာပဲဖြစ်နေဖြစ်နေဘလို့ပဲဖြစ်နေဖြစ်နေဒလဇက်တိနေမယ်ဆိုတဲ့မြင့်မြတ်တဲ့ခံယူချက်နဲ့ကြိုးစားကြရမှာဒလဇက်အတိဆက်နေအောင်တတိဆက်နေအောင်အဲ့လိုကြိုးစားနိုင်တဲ့လူတွေအတိညာမြန်မြန်ရကြတာတရားအထုတ်တယ်ဆိုတာတကယ်တမ်းကအချင်းကတ်သက်ချင်မထားရအောင်အိနေတဲ့အချင်းကလွဲလို့အချင်းအနိုင်မှာအထုတ်ရမှာ နေရာကတ်သက်ချင်မထားရဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်အထုတ်ရမှာအနေထားကတ်သက်ချင်မထားရဘူး ဘယ်လိုအနေအထားမျိုးနဲ့မရှိအထောက်ရမှာအဲ့လောက်ကြီးတော့စွတ်သွေးမြဲမြဲကြီးလို့ဖို့တော့မလွယ်ဘူးနဲ့တူတယ်လို့အဲ့လိုမတွေးပါနဲ့နော်မြင့်မြတ်တဲ့အသိဉာဏ်ကိုရကျင်တယ်တကယ်ရကျင်တယ်ဆိုရင်တော့အဲ့ဒါဥစဉ်တို့ကြိုးစားကြရမှာနေရာတိုင်းအချိန်တိုင်းအနေအထားတိုင်းနော်သတိကပ်ပြီးတော့သိအောင် ကြိုးစားကြရမှာမဟာသတိပဋ္ဌာန်တော့တမစင်ညပပပိုင်းမှာဟောထားတာလေးကြည့်ပေါ့အဘိက္ခံဒီပဋိက္ခံဒီတမဇာနာဂါရီဟောတိ ရှည်သွားတဲ့အခါမှာပဲဖြစ်ဖြစ်နောက်ဆုံးတဲ့အခါမှာပဲဖြစ်ဖြစ်တိလျက်နဲ့ပြုရမယ်တဲ့ဟောတိလျက်နဲ့ပြုရမယ်ဆိုတာလေးကိုသတိထားရှည်သွားတာပဲဖြစ်ဖြစ်နောက်ဆုံးတာပဲဖြစ်ဖြစ်တိလျက်နဲ့ပြုရမယ်တဲ့အဲ့လိုပဲဦးရှင်တို့တဲ့တဲ့ကြီးတယ်တစောင်းကြီးတယ်ကိုရည်တယ်ဆန်းတယ်ဓာတ်တွေကိုလည်းတိလျက်နဲ့ပြုရမယ်တဲ့ဟောတပိတ်သင်္ကန်းတွေကိုင်းတဲ့အခါစားတဲ့တောက်တဲ့အခါကြင်ကြီးကြင်ငယ်စွန့်တဲ့အခါသွားတဲ့ရက်တဲ့အခါထိုင်တဲ့အခါအိတ်တဲ့အခါ နိုးတဲ့အခါစကားပြောတဲ့အခါစိတ်စိတ်နေတဲ့အခါဘယ်လိုအခါမှာပဲဖြစ်ဖြစ်အဲ့ဒီဖြစ်နေတာကိုသိပြီးတော့ပြုရမယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာရိုးရိုးလေးပဲနော်ဘာပဲဖြစ်ဖြစ်သိလျက်ပြုရမယ်ဆိုတာလေးအလွန်တရာမှ မှတ်သားစရာဘာပဲဖြစ်ဖြစ်ဖြစ်နေတာတွေကိုသတိလေးထားပြီးသိနေရမယ်လို့နားလဲရမှာအဲ့လိုသိသိနေတဲ့အခါမှာတီးပြီးသားတွေကိုထားခဲ့ ။နော်သိစရာတွေကဒလဆက်ဖြစ်ဖြစ်နေတဲ့အတွက်ဆက်ဆက်ဖြစ်နေတာတွေကိုပဲတည်တည်နေရမယ်။တည်ပြီးသားကိုပြန်မတွေးပါနဲ့။ခုရင်လေးဖြစ်ခဲ့တာကိုတောင်းထားခဲ့ပါ။သူမရှိတော့ပါဘူး။တဘာဝတရားတွေဆက်ဆက်ဖြစ်နေတယ်။အဲ့ဒါတွေကိုဖြစ်တိုင်းဖြစ်တိုင်းတည်တည်နေရမယ်။ဒီလုပ်ငန်းစဉ်ကိုလွယ်လေလို့တော့ဦးဇင်းတို့မဆိုလိုပါဘူး။လွယ်လေတကယ်မလွယ်ပါဘူး။ဘာဖြစ်လို့မလွယ်တာလဲဆိုတော့တတန်စရာလို့မိမိရော့ရော့ပေါ့ပေါ့ဆာဆာနေခဲ့တဲ့အလိကျင်စိုးကြီးကလွှမ်းမိုးတော်လို့မလွယ်ဘူးလို့ ဆိုကျင်တာနော်တန်တရားလုံးမိမိရောရောနေခဲ့တယ်ဆိုတာတဲ့အခုကိုသိနိုင်တဲ့ဒီဘဝမှာကိုပဲကြည်လေခပ်ပေါ်ပေါ်ဖြစ်လို့ပဲနေနေတာနော်တတိနဲ့နေတဲ့အချိန်ကဘလောက်များများလို့တော့မိမိရောရောပေါ်ပေါ်ဆာဆာဖြစ်လို့ပဲနေနေကြတာဒီခန္ဓာကြီးရဲ့အကြောင်းကိုသိနေတဲ့စိတ်ဘလောက်ရှိခဲ့လဲနော်သိအောင်ကဘလောက်ကြိုးစားခဲ့လဲကိုကိုကိုပြန်မေးပေါ့ပြင်ဘက်ကအရာတွေကိုပဲစိတ်ဝင်စားပြီးပြင်ဘက်ကအရာတွေနဲ့ပဲဟောပြင်ဘက်ကအရာတွေရဲ့အပေါ်မှာပဲသိအောင်စူးစမ်းရင်းနဲ့ ရအောင်ကြိုးစားရင်းနဲ့အခြေအနေကုန်းလာရတာမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆုံးခဲ့ဆိုတဲ့အတိုင်းပါပဲအာယုန်နေနဲ့တွေ့တိုင်းတွေ့တိုင်းမလိုရင်ဒေါသဖြစ်တယ်လိုရင်လောဘဖြစ်တယ်ဒါတွေနဲ့ပဲချိန်ကုန်းလာတာဘဝဇက်ကုန်ပေါ်မှာလောဘဒေါသကြိုးဆွဲတိုင်းကပြရင်းနဲ့ကာကျိုးတွေဆုံးခဲ့တာပဲရှိတယ်မိမိရောရောပေါ်ပေါ်ဆားဆားရေသူမျိုးပြီးတော့နေလာကြတာအဲ့ဒီတော့အဲ့ဒီအလေးကျင့်စိုးကြီးကအကြီးအကျယ်လွှမ်းမိုးနေတယ် ဒီအလေးကျင့်စိုးကြီးရဲ့အရှင်ကအကြီးအကျယ်ရိုက်ခတ်နေတာသတိနဲ့နေတယ်ဆိုတဲ့ဒီအလေးကျင့်ကောင်းလေးကအခုမှပြုစုပြောထောင်ရအားကတိတ်မရှိသေးဘူးပေါ့အဲ့ဒီတော့ဘာဖြစ်တော့သတိလေးထားလိုက်ခဏနေတော့သတိကမရှိတော့ပြန်ဘူးလွတ်သွားပြန်ပြီမိမိရောရောနေခဲ့ခြင်းဆိုတဲ့အလေးကျင့်စိုးကြီးကလွှမ်းမိုးနေတာကိုဒါကြောင့်ကိုယ့်ဘက်ကအားကောင်းအောင်ယုံကြည်မှုဆိုတဲ့တတ္တာခွန်အားကြိုးစားမယ်ဆိုတဲ့ဥရိယခွန်အား တတိခွန်အားတမာတိခွန်အားပညာခွန်အားဒီလိုခွန်အားတွေ ਨੇ ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ငါတိ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 ပြီးတော့နေမယ်ဆိုတဲ့မြင့်မြတ်တဲ့ဒီလုပ်ငန်းစဉ်ကြီးကိုအထောက်ကြရမှာခုဦးဇင်းတို့ပြောရတာရုပ်ကာယပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အထုပ်ပုံလေးကိုဒါအချင်းချင်းလေးပြောလိုက်တာနော်ခန်းစားချက်ဝေဒနာတွေကိုဆက်ပြီးတော့သိရမှာ၄ရှိတဲ့နော်စိတ်ထဲမှာချမ်းသာတာ၄သုံးဖို့ဆင်းရဲတာ၄ ဘယ်လိုခံစားချက်ဝေဒနာပဲဖြစ်ဖြစ်ဖြစ်နေတဲ့အတိုင်းကိုတိကိုတိနေရမှာအဲ့လိုပဲအတွေးတွေဖြစ်တဲ့ကောင်းတာတွေတွေးနေသလားအဆိုးတာတွေတွေးနေသလားအဘာတွေတွေးနေသလဲဘယ်လိုတွေးနေသလဲအဲ့ဒီအတွေးတွေကိုလည်းပဲအမှန်တိုင်းတိနေအောင်ကြိုးစားရမှာနော်တရားထုတ်တယ်ဆိုတာဦးဇင်းတို့ခုလည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့အထောက်ကြရတာနောက်မှလည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့အထောက်ကြရတာ တရားအထုတ်ခြင်းကြောင့်အခုလည်းပဲချမ်းချမ်းသာသာနေရလိမ့်မယ်။နောက်မှလည်းချမ်းချမ်းသာသာနေရလိမ့်မယ်လို့ဆိုလိုတာ။အကျိုးကျေးဇူးအကျမ်းမြတ်နှမျိုးလို့ဆိုကြပါစို့။တရားလို့ကိုအထုတ်လို့ရှိရင်အခုလည်းပဲချမ်းချမ်းသာသာနေနိုင်လိမ့်မယ်။နောက်မှလည်းပဲချမ်းချမ်းသာသာနေနိုင်လိမ့်မယ်။ဟောအခုလည်းပဲချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဟောကိုယ်ခန္ဓာမှာဖြစ်နေတာတွေကိုတည်တည်နေခြင်းအဖြစ်တရားမတော်ဦးဇင်းတို့ရဲ့စိတ်နှလုံးဟာအေးချမ်းမှုကိုရနိုင်တယ်။ဖြစ်နေတာတွေပုံမှန်သတိကပ်ထားလို့ရှိရင် ရာဂဒေါသမောဟစတဲ့ကိလေသာတွေမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာရာဂဒေါသမောဟကိလေသာတွေဖြစ်လို့မရဘူးအဲ့ဒီလိုကိလေသာအပူတွေမရှိတော့အေးချမ်းမှုဆိုတာကိုရတာနောက်ကိလေသာနှိမ့်ဆက်တာကိုမခံရတော့တတ္တမှုဆိုတာကိုရတာဒါကြောင့်သတိရှိနေတဲ့လူကအေးချမ်းတယ်လက်တွေ့ချမ်းသာတယ်သတိမရှိဘူးဆိုရင်တော့ပူလောင်ရှုပ်ထွေးမှုတွေနဲ့နေနေရမှာပဲကိုကိုကိုဘာဖြစ်လို့ဖြစ်နေမှမသိဘူးဆိုရင်တော့ဖြစ်ခဲ့တာတွေကိုတွေးမယ်ဟောမဖြစ်သေးတာတွေကိုတွေးမယ် ခုဘာတွေဖြစ်နေတယ်ဆိုတာကိုတော့မသိဘူး။ဖြစ်ခဲ့တာတွေတွေးနေရတာနဲ့မဖြစ်သေးတာတွေကိုတွေးနေရတာနဲ့အခုလောလောဆယ်ဘာတွေဖြစ်နေတယ်ဆိုတာကိုမသိဘူး။ဖြစ်ချင်နေတာတွေကိုတွေးမယ်။မဖြစ်ချင်နေတာတွေကိုတွေးမယ်။ဟုတ်ကိုဖြစ်ချင်တာတွေဖြစ်မလာတဲ့ကိစ္စတွေကိုလည်းတွေးမယ်။ကိုမဖြစ်ချင်တာတွေဖြစ်လာတဲ့ကိစ္စတွေကိုလည်းတွေးမိမှာပဲ။ဒါဆိုရင်တော့စိတ်တိုင်းမကြမှုတွေမကျေနပ်မှုတွေဩဒီလိုဒေါသတွေနဲ့ပူလောင်နေရမှာပဲ။ဆန့်ကျင်ဘက်အနေနဲ့ဦးဇင်းတို့စိတ်တိုင်းကြားခဲ့တာတွေကိုလည်းတွေးမိမယ်။ ဲ့လိုစိတ်တိုင်းကြားခဲ့တာတွေတွေးမိမယ်ဆိုရင်တော့မမောမှုတွေဆွဲလန်းမှုတွေနဲ့ဒါညှဉ်းနှွမ်းရမှာဒါကြောင့်သတိရှိမနေဘူးဆိုရင်တော့ကောင်းကိုမကောင်းနောက်တစ်ခုကသတိရှိနေခြင်းအဖြစ်အသည့်အမြင်တွေမြင်မှလာပြီးတော့နောက်တစ်ချိန်မှတွေ့ရမယ်အဆင်မပြေမှုတွေကိုရင်ဆိုင်နိုင်လိမ့်မယ်နော်သတိရှိခြင်းအဖြစ်နောက်မှချမ်းသာလိမ့်မယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့အခုဒါပြောနေတာပါ နော်အစင်မပြေမှုတွေကိုရင်ဆိုင်ရတဲ့အစွမ်းရင်ဆိုင်နိုင်တဲ့အစွမ်းတတ္တိဆိုတာမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာမှာပဲရှိတာမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာဆိုတာကလည်းပဲဒီခန္ဓာရဲ့သဘာဝတွေရဲ့ပုံမှန်ဖြစ်တိုင်းဖြစ်တိုင်းသတိထားပြီးတော့နေမှသာလင်ရနိုင်တာစဉ်းစားကြည့်နော်ဘဝဆိုတာအစင်မပြေမှုတွေတစ်ခုပြီးတစ်ခုတွေ့တွေ့နေရတဲ့သဘောရှိတယ်အစင်မပြေမှုတွေကရှေ့ကစီးကျိုးနေကြတာနော်အသိဉာဏ်နဲ့လို့ကံမကောင်းလို့တွေ့ရတဲ့အစင်မပြေမှုတွေဆိုတာကိုအသာထားလိုက်အောင် လူတိုင်းလူတိုင်းတွေ့ရမယ်အဆင်မပြေမှုတွေကိုစဉ်းစားကြည့်။အဝတ်ဆန်ရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်။အတိုင်းဝိုင်းကောင်းကောင်းမကောင်းကောင်းလူတိုင်းတွေ့ရမယ်ဒုက္ခတွေဆိုတာရှိတယ်။ပါတယ်လေ။စဉ်းစားကြည့်ပါဦး။အိုနာတေကွဲကန်နဲ့တွဲအမြင်နေတိုင်းရှုလို့အဘိနာတုံမှာမြတ်စွာဘုရားဟောခဲ့တဲ့အိုမှုနာမှုတေမှုကွဲကွာမှုတွေကိုပြောတာ။ဘဝရလို့ရလိုက်အိုရလိမ့်မယ်။နာရလိမ့်မယ်။တေရလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာကြရလိမ့်မယ်။ရှင်းတော့ကကိုပြုခဲ့တဲ့ကံတရားတွေရဲ့အကျိုးဆက်တွေကိုလည်းပဲခံရမှာပဲ။ဟောစဉ်းစားကြည့်။ဘဝမှာနုပြုံမှုတွေဆိုတာကိုအကြာကြီးရတာမဟုတ်ဘူး။ခဏနဲ့ဥသွားကြတာပဲ။ကျမ်းမာမှုတွေလည်းအကြာကြီးရနေတာမဟုတ်။နာကျင်မှုတွေခံခဲ့မှုတွေဆိုတာတွေ့ကြရတာပဲအကြောင်းမျိုးမျိုးကြောင့်။အဲ့ဒါလိုပဲဘဝမှာနေနေကြရတယ်ဆိုတာအကြာကြီးနေနေကြရတာမဟုတ်။မကြခင်ပဲတည်ကြရမှာ။ ဒါပေမဲ့လူတွေကအကြာကြီးနေနေကြရလိမ့်မယ်လို့တွေးထားကြတာဘဝကို အခိုင်အမာသဘောထားပြီးတော့နေနေကြတာပျက်စီးမဲ့အရေးကိုကောင်းတဲ့ကိုမထည့်ဘူးမိမိမောမောနေနေကြတာပါပဲဘာပဲပြောပြောအကြာကြီးမနေကြရတာတော့တေးကြတယ်မကြခင်မှာပဲတေးကြရတယ်အဲ့လိုတေးပြီးဆိုတာနဲ့ကိုပဲတေးတေးသူပဲတေးတေးဒါကွဲကွာသွားကြရောခွဲခွာသွားကြရတာပဲဒါဘဝရဲ့ဖြစ်ရုပ်ဖြစ်စဉ်သဘာဝကြီးပဲအလွန်လဲထင်ရှားတယ် အလွန်ထင်ရှားပေမဲ့လို့တတိမမှုဂူမမြင်ဆိုတဲ့အတိုင်းပဲတတိမရှိပဲမိမိရောရောပေါ့ပေါ့ဆန်းဆန်းဖြစ်တယ်လို့နေနေကြတော့ဒီထင်ရှားတာကြီးကိုပဲမသိနိုင်အောင်ဖြစ်နေတွေ့လာတော့မှမျက်ပြူးဆံပြားနဲ့အထူးဆန်းဖြစ်ပြီးတုံ့လုံကြတဲ့ငိုကြွေးကြတဲ့เนาะမခံနိုင်ကြဘူးဆင်းရဲကြတကယ်လို့သာဘဝရဲ့ဖြစ်ရှင်ကိုမှန်မှန်ကန်ကန်သိထားမယ်ဆိုရင်အဲ့ဒါလို့ဆင်းရဲတဲ့အကြောင်းမရှိခန္ဓာရဲ့ပုံမှန်သတိထားနေခြင်းအဖြစ် ်ဒီခန္ဓာရဲ့အချိန်ချင်းခါကတေးနေရတဲ့သဘောကိုတေးနေရတဲ့သဘောကိုသိနိုင်ဖြစ်လာတဲ့သဘာဝတွေဘယ်သဘာဝမှတည်မြဲနေခွင့်မရှိဘူးဆိုတာကိုသိနိုင်တယ်တဘောဝတဲမှာကိုပဲအခါခါတေးနေရတဲ့အဖြစ်ကိုသာဥစဉ်တို့တကယ်ပိုင်ပိုင်နေနေသိမယ်ဆိုလို့ရှိရင်တဘောဝတစ်ခါတေးရတဲ့အသေးကိုရင်မထိုင်ရင်မဆိုင်နိုင်စရာအကြောင်းမရှိဘူးနော်တဘောဝတဲမှာကိုပဲအခါခါတေးနေရတဲ့အဖြစ်ကိုသာတကယ်သိလို့ရှိရင် တကယ်သိနိုင်မယ်ဆိုရင်တဘောဝတစ်ခါတေးရတဲ့အသေးကို ကောင်းကောင်းရင်ဆိုင်နိုင်မှာပဲအဲ့ဒါလို့ရင်ဆိုင်နိုင်တဲ့အတိနော်ရင်ဆိုင်နေတဲ့ဉာဏ်တွေဆိုတာလည်းပဲအော်ဒီခန္ဓာရဲ့သဘာဝတွေကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရပြီးတော့တိ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 နေတယ်ဆိုတော့နော်တတိထားတဲ့လုပ်ငန်းစဉ်ကိုကြိုးစားမှပဲဒီအတိဒီဉာဏ်တွေကိုရနိုင်တယ်အဲ့ဒီအတိအဲ့ဒီဉာဏ်တွေကိုရမှလည်းပဲဘဝဒုက္ခတွေကိုရင်ဆိုင်နိုင်မှာဟောဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာဟောထားတာလေးတစ်ခုရှိတယ် ိုမှုနာမှုတွေကြုံလာပြီဆိုလို့ရှိရင်သူတော်ကောင်းတရားကိုကျင့်သုံးမှုမလွယ်ဘူးလို့အဲ့လိုအမိန့်ရှိတယ်။ဇေနေနာခောပနာတရာယအဘိပုဒေနာနတုကရံဗုဒ္ဓနာသာသနာမနတိကတုံတဲ့အိဗေကမပြောတော့အသက်ကြီးလာလို့အိုးလာပြီဆိုလို့ရှိရင်ရသော်ဘုရားရဲ့အဆုံးအမကိုနှလုံးသွင်းမှုမလွယ်ကူဘူးတဲ့။ဟာနော်မလွယ်ကူဘူးလို့ပြောတာမဖြစ်နိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူး။အော်မလွယ်ဘူးဆိုရင်တော့ခက်တာပေါ့။အဲ့လိုပဲဦးဇင်းတို့ ဗျာဒိတေနာခောပနာဗျာဒိနာအဘိပုဒေနာနတုကရံဗုဒ္ဓနာ သာသနာမနတိကတုံတဲ့အသက်ကြီးလာလို့ပဲဖြစ်ဖြစ်ကျမ်းမာရေးဖောက်ပြန်လို့ပဲဖြစ်ဖြစ်